ဝိပုယချံခန်းကြီး6တပန်ထာဝရဘုရားသည်မောရှိအားမိန်တော်မူသည်ကားတစုံတယောက်သောသူသည်သူတပားအနန္တောဥစ္စာအတွက်ပေါင်ထားသောဥစ္စာအတွက်မိမိနှင့်ဆက်ဆိုင်သောသူအားမှုတာစကားကိုပြောတော်၎င်းသူတပားကိုအနိုင်ထက်ယူတော်၎င်းမိမိနှင့်ဆက်ဆိုင်သောသူကိုလှည့်စားတော်၎င်းပျောက်သောဥစ္စာကိုတွေ့သောအခါမှုတာစကားကိုပြော၍မဟုတ်မမှန်ပဲကျင်းစောတော်၎င်း ထိုသောသောဒုစရိုက်တစုံတစ်ခုကိုပြု၍ထာဝရဖျောက်ကိုပြင်မာမိလင်ထိုသူသည်ပြင်မာ၍အပြစ်ရောက်သောကြောင့်အနိုင်ထက်ယူသောဥစ္စာလဲစား၍ရသောဥစ္စာသူတပားအနံသောဥစ္စာပျောက်၍တွေ့သောဥစ္စာမဟုတ်မမှန်ပဲချိန်ဆ၍ရသောဥစ္စာအဘိုးနှင့်တကွငါးစုတစုကိုထပ်၍ဒုစရိုက်ဖြစ်သော ရစ်ပူသောသောနေ့၌ဥစ္စာရှင်အားပြန်ပေးရမည်ဒုစရိုက်ဖြစ်ရာရစ်ကိုပြုခြင်းကချင်းတွက်သောအလျော်ငွေနှင့်တကွ ဒုစရဖြေရာယစ်တီဟုသောအပြစ်မပါသောတို့ထီကိုထာဝရဘုရားထံတော်ယေဘရဟိတ်ရှိတော်သို့ဆောင်ခဲ့ရမည်။ယေဘရဟိတ်သည်ထိုသူအဖို့ထာဝရဘုရားရှိတော်၌အပြစ်ပြေခြင်းကိုပြုလျင် သူပြမသည်မအပြစ်လွတ်လိမ့်မည်ဟု မိန်တော်မူ၏။တင်းသည်အာရုန်နှင့်သူ၏သားတို့အားဆင့်ဆိုရသော မိရှုရာယစ်ပူဇော်ခြင်းတရားဟုမူကားယစ်ကံကိုယစ်ပလင်ထင်းပေါ်မှတညာလုံးနနက်တိုင်အောင်ရှိစေ၍ယစ်ပလင်မီးသည် အစင်လောင်ရမည်။ ယေပရောဟိတ်သည်ပိတ်အင်းကြီးပိတ်ပေါင်းမီကိုဝေးလျက်ယေပလင်ပေါ်မှလောင်ကျွမ်းသော မိရှူရာယစ်ပြောက်ကိုကျုံ၍ပလင်အနားမှထားရမည်တဖန်အဝတ်ကိုလဲ၍ထိုပြောက်ကိုတက်ပြင်၌ရှင်းလင်းသောအရက်သို့ယူသွားရမည်ယေပလင်မီသည်မတည်ဘဲအစဉ်လောင်ရမည်ယေပရောဟိတ်သည်နနက်တိုင်းထင်းမီထည့်၍ထင်းပေါ်မှမိရှူရာယစ်ကိုခင်းရမည်ထိုပလင်ပေါ်မှလည်းမိတ္တဟာရယစ်စီဥ်ကိုမိရှူရမည် ရစ်ပလင်မီသည် အလင်းမသေးပဲအစင်မပြတ်လောင်ရမည်ပူဇော်ပေါ်စင်တကာတရားဟူမူကားအာရုံဤသားတို့သည် ထိုးပူဇော်တကာကိုထာဝရဘုရားထံတော်ရစ်ပလင်ရှိမှပူဇော်တော်အခါပူဇော်ပေါ်စင်တကာမုံညက်တလက်စွန်းစီအချို့လောဘရှိမြတ်ဤဟူသောပူဇော်တကာအတွက် တာကိုယူ၍ထာဝရဘုရားအားမွေးကြိုင်စီရဖို့ရစ်ပလင်ပေါ်မှာမိရှို့ရမည် ကျွင်းသောအရာတို့ကိုအာရုံနှင့်တွေ့သားတို့သည်ပရိသတ်စည်းဝေးရာတဲတော်ဝင်အတွင်းတွင်တန်ရှင်းရာဌာန၌တဆေးမပါဘဲစားရမည်ထိုမုံညက်ကိုတဆေးထဲ၍မှုတ်မလုရမိဖြစ်ငါအာပြူသော ပူဇော်စကားတဲကမုံညက်ကို သူတို့အဖို့ဖြစ်စေခြင်းကငါပေပြီအဖြစ်ဖြစ်ရာရစ်ဒူးစရဖြစ်ရာရစ်ခဲ့သို့အလွန်တန်ရှင်းပေ၏အာရုံဤသားယောက်ျားအပေါင်းတို့သည်စားရကြမည်မိဖြစ်ထာဝရဖျားအာပြူသော ပူဇော်တကားတို့ကိုကင်တော်သူအပေါင်းတို့သည်တန့်ရှင်းကြမည်ဟုဒင်းတို့အမျိုးစင်ဆက်ဆောင်ရသောပြည့်ညတ်တော်ဖြစ်သည်ဟုမိန်တော်မူ၏တပန်ထာဝရဖျားသည် မောရှိအားမိန်တော်မူသည်ကားအာရုံနှင့် သူ၏သားတို့သည်ဗိသိက်ခံသောနေ့မှစ၍ထာဝရဖျားပူဇော်တကားဖြစ်စေခြင်းက မုံညက်တော်မဲကိုနနက်တဝက်ညတဝက်ထာဝရဖျားအားပူဇော်ရမည်ထိုမုံညက်ကိုစီထည့်၍တံပြားပူနှင့်မုတ်လုပ်ပြီးမှ ဆောင်ခဲ၍ချိုးပဲ့သည်ဖြင့်ဘောဇင်ပူတကာအချိုးပဲ့တို့ကိုထာဝရဖျားအားမွေးကြိုင်စီရဖို့ပူဇော်ရမည်အာရုံအရာ၌ပိဋိတ်ခံသောအသားသည်လည်းထိုပူဇော်တကားကို ပြုရမည်ထာဝရဖျားအဖို့ထာဝရပညတ်တော်ဖြစ်သည်ယေဘရောဟိတ်ထွက်ပြုသောဘောဇင်တကားရှိသည်များတို့ကို အကုန်စင်မိရှူရမည်အလင်းမဆာရဟုမိန်တော်မူ၏တဖန်မောရှိအားထာဝရဖျားမိန်တော်မူသည်မှာ ်သင်သည်အာရုံနှင့်သူ၏သားတို့အားဆင့်ဆိုရသောအပြစ်ဖြေရာရစ်ပူဇော်ခြင်းတရားဟုမူကားမိရှိုရာရစ်ကောင်တတ်ရရက်၌သာဝရဖျားရှိတော်မှာအပြစ်ဖြေရာရစ်ကိုတတ်ရမည်အလွန်တန်ရှင်းပေ၏အပြစ်ဖြေဖို့ပူဇော်သောရစ်ပရောဟိတ်သည်ပရိသတ်စည်းဝေးရာတဲတော်ဝင်းအတွင်းတွင်တန်ရှင်းရာဌာန၌ဇာရမည်ထိုအသားကိုထိသည်မြသည်တန်ရှင်းရာ၏အသွေးပြန်းသည်မြသည်အဝတ်ကိုတန်ရှင်းရာဌာန၌လျှော်ရမည် ထိုအသားပြုတ်သောမြေအိုးကိုခွဲရမည်။ခြေဝါအိုးဖြစ်လင်ပွ့၍ရေနှင့်စေးရမည်။ယေဘရဟိယောက်ျားအပေါင်းတို့သည်စားရကြမည်။အလွန်တန်ရှင်းပေ၏။အပြစ်ဖြေရာရေအသွေးကိုတန်ရှင်းရာဌာန၌အပြစ်ဖြေခြင်းကပရိသတ်စည်းဝေးရာတဲတော်အတွင်းသို့စောင့်ခဲ့လင် ထိုရေအသားကိုမစားရမီးရှို့ရမည်။